ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်ကျွန်တော်အနေနဲ့ဒီနေ့သင်ရှင်းသောဝိညာဉ်တော်ဖျားသခင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သိရမယ့်အရာလေးတွေကိုတမန်ကျမ်းစာအဖြစ်ပြန်လည်ဆင်ခြင်ရအောင်ရှင်ဟန်အခန်းကြီး14အပိုင်ငယ်16မှာယေရှုခရစ်တော်ကသင်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့မှယခုလိုဖော်ပြထားတယ်ခမဲတော်သည်တမန်တော်ကိုပြသောဝိညာဉ်တော်ဒီဟုသောတပါးသော ဥပစင်စရာကိုတင်းတို့နဲ့အတူအစင်မပြတ်တည်နေစေခြင်းကတင်းတို့အားပေးတော်မူမည်။ဆိုယေရှုခရစ်တော်ကတန်ရှင်တော်ဝင်တော်နဲ့ပတ်သက်ပြီးတော့မှဖော်ပြတဲ့အရာကတော့တမာတရားကိုပြတော်ဝင်တော်လို့နံပါတ်၁ကတော့ဝင်တော်နဲ့ပတ်သက်ပြီးယေရှုခရစ်တော်ပြောတာကတမာတရားကိုပြတော်တယ်။တနည်းအားဖြင့်တမာတရားကိုတွင်တင်ထားတွင်တင်ပေးမဲ့သူလို့ တိတိကျကျဆိုလိုနေတာဖြစ်တယ်။နောက်တစ်ချက်ကတော့ဥပစေဆရာလို့သုံးတဲ့အရာကတော့ဒါဆရာကြီးယူရတန်ကပါဠိကနေပြီးတော့မှဘာသာပြန်တဲ့ကမ္မဥပစေဆရာအဓိပ္ပာယ်ကတော့ကျွန်တော်တို့ဥပမာနားလည်ရရင်ဒီအခြားသောဘာသာမှာရှိတဲ့ဥစဉ်တွေကိုရင်စီးတဲ့အခါမှာအနိကဝိနည်းတွေကိုသင်ပေးတဲ့အာဆရာကိုပေါ့ဥပစေဆရာလို့သုံးလုံးတာကျွန်တော်တွေ့ရတယ် ထို့နည်းတူပဲတန်ရှင်သောဝိညာဉ်တော်ကဥပစင်ဆရာလို့ပြောတဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတွေရဲ့အတ္တတာကိုတမာတရားကို ရေးထားသောဝိညာဉ်တော်ဖရာကိုယ်တိုင်ကတန်ရှင်သောဝိညာဉ်တော်ဖရာကကျွန်တော်တို့ကိုတမာတရားကိုတွင်တင်ပေးမဲ့သူတရားဖြစ်တယ်။ဒါကျွန်တော်တို့အပေါ်မှာတန်ရှင်သောဝိညာဉ်တော်ဖရာနဲ့ပတ်သက်တဲ့လှုပ်ဆောင်မဲ့အရာကိုယေရှုကဖော်ပြတာဖြစ်တယ်။ဒုတိယတစ်ချက်ကတော့တင်းတို့နဲ့အတူအစင်မပြတ်တည်နေစေခြင်းကတဲ့ ကျွန်ရဲ့အထက်မှာအမြဲတမ်းရှိနေဖို့ဆိုတော့ကိုတွေးရတယ်။ဒါမို့တရှင်တော်ဝိညာဉ်တော်ဘုရားသခင်ကကျွန်တော်တို့ဟာရှိချင်းနဲ့ကျွန်တော်အထက်မှာအလုံးလုံးချင်းကိုယေရှုခရစ်တော်ဘုရားကပေါ်ပြတယ်မိတ်ဆက်တယ်ပြီးပြီးတော့မှကျွန်တော်ကိုသိစေတာဖြစ်ခဲ့တယ်။အဲ့တော့အေဖက်ခန်းကြီး73 74မှာတော့တမန်အင်္ဂလိပ်တရားတည်ဟူသော တမာတရားတိဟုသောအင်းဝင်ဂေလိတရားကိုယုံကြားပြီးတော့မှခရစ်တော်ကိုယုံတဲ့အခါမှာအဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကအဲ့ဒီအင်းဝင်ဂေလိတရားကိုယုံတဲ့သူကိုတစိုက်ခတ်တယ်လို့တွေ့ရတယ်။ပြီးတော့အဲ့တန်ရှင်သောဝိညာဉ်တော်ကိုစယံအဖြစ်နော်ကျွန်တော်တို့ကိုပိုင်ဆိုင်စေရပိုင်ဆိုင်မှုရှိခြင်းကိုလည်းအဲ့ဒီကျမ်းစာမှာဖော်ပြခဲ့တယ်အင်းနှစ်ချက်ကိုအဒမောယေရှုခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူတိုင်းမှာတန်ရှင်သောဝိညာဉ်တော်ဖျားကို ရရှိတယ်ဆိုတာကိုကျမ်းစာကတိကျစွာဖော်ပြတယ်။အဲကျွန်တော်ရရှိလိုက်တဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်ကကျွန်တော်သိရမှာကျွန်တော်သုံးနေတဲ့ဖုန်းနဲ့မတူဘူး။ဖုန်းလိုမျိုးသဘောမတူဘူးလို့ရတယ်။ဖုန်းကအထဲမှာတက်ပုံရိုက်လို့ရတယ်၊ဗီဒီယိုရိုက်လို့ရတယ်၊အခြား application တွေနဲ့အများကြီးလုပ်လို့လို့ရတယ်။အခုနောက်ဆုံးပေါ့ iPhone ဆိုရင်တံမိုးလည်းရှိတယ်အကျိုးလည်းရှိတယ်ပေါ့နော်တံမိုးလည်းရှိတယ်အကျိုးလည်းရှိတယ်ကောင်းလည်းကောင်းတယ် ဒါပေမဲ့အဲ့ဒီ iPhone ကို မသုံးဘူးဆိုရင်အဲ့ဒီအထဲမှာရှိတဲ့အရာတွေကဘာမှအထောက်အထားလုံးလုံးမရဆိုလူကတပုံရိုက်ကမယ်ဗီဒီယိုရိုက်ကမယ်လူကအသုံးပြုရမှာဖြစ်တယ်ဒီနေ့တင်းနဲ့ကျွန်တော်ရဲ့အထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားကအခုနောက်ဆုံးပေါ် iPhone လိုမျိုးတံမိုးရှိပြီးတော့မှကောင်းမွန်တဲ့ အရာဝတ္ထုပစ္စည်းမဟုတ်ဘူး။သူကဖျားဖြစ်တယ်ပုပ်ကိုဖြစ်တယ်။ဒါမို့တန်ရှင်သောဝိညာဉ်တော်ကိုစိတ်မနာစေနဲ့။တန်ရှင်သောဝိညာဉ်တော်ဒီအလိုရှိသည့်တိုင်းနဲ့စုကျေးစုကိုလည်းခွဲခန့်တယ်လို့ကျမ်းစာမှာပေါ်ပြ။အဲ့တော့တန်ရှင်သောဝိညာဉ်တော်ဟာပုပ်ကိုဖြစ်တယ်။ကျွန်တော်ရဲ့အတ္တတာမှာတုံတင်လမ်းပြမဲ့သူဖြစ်တယ်။ကျွန်တော်တို့ကတုံတင်ပေးပါအောင်၊စကားပြောပေးပါအောင်၊ကျွန်တော်တို့ကိုဒီလိုလုပ်ပေးပါအောင်လို့ပြောမှကျွန်တော်အထဲမှာအလုပ်လုပ်မဲ့စက်ပစ္စည်းတစ်ခုမဟုတ်ဘူး။ သူကကျွန်တော်ရဲ့အသက်တာကိုရှေ့ကနေဥဆောင် လမ်းပြသွန်သင်နေတော့သူဖရာဖြစ်တယ်။အဲ့ဒီလူမျိုးဖရာကိုကျွန်တော်တို့ကရရှိထားတာဖြစ်သောကြောင့်ထိုဖရာသခင်ဝိညာဉ်တော်ဖရာရဲ့လမ်းပြမှု စကားပြောနေမှုကိုယ့်ရဲ့အထဲမှာသွန်သင်နေမှုကိုယုံကြည်သူတိုင်းကမိမိရဲ့အတွင်းထဲမှာရှိရဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဖရာကကိုယ့်ရဲ့အထဲထဲမှာအလုံးလုံးနေခြင်းစကားပြောနေခြင်းကိုတတိပြုဖို့လိုအပ်တယ်။ဒါမဲ့ဒီနေ့မှာတစ်ချက်တတိပြုဖို့လိုတယ်။ ဝိညာဉ်တော်ဖျားသတိပြုလို့တော့မဟုတ်ဘူးဝိညာဉ်တော်ဖျားနဲ့ပတ်သက်ရင်တပါးတီးတော့ရှိတဲ့ဥပဒေစရာဝိညာဉ်တော်ဘယ်နှပါးမှမရှိဘူးနော်တပါးတီးလို့သုံးတာတပါးတီးလို့ယေရှုကဖော်ပြခဲ့တယ်အချို့ဝိညာဉ်ခုနှစ်ပါးရှစ်ပါးရှိတဲ့အထဲမှာခြင်းဝတ်တဲ့ဝိညာဉ်နဲ့အပြင်မှာအလုံးလုံးတဲ့ဝိညာဉ်အမျိုးမျိုးပြောကြတယ်ဒါကျွန်တော်နားမယောင်ပါနဲ့ဒါတင်ရတကယ်ခရစ်တော်ရဲ့တမန်ကျမ်းစာကိုဖတ်မယ်ဆိုရင်အရန်ရှင်းပါကျွန်တော်တို့ယုံကြည်သူဓမ္မဆရာတွေကမှားယွင်းမှုတွေကိုရှင်းနိုင်လောက်တဲ့ ရှင်းနေရလောက်တဲ့ရှင်းဖို့ရန်အတွက်ပြည့်စုံတဲ့လူတွေမဟုတ်ပါဘူး။ဒါပဲနှုတ်ကပတ်တော်ကမှားယွင်းမှုအရာအားလုံးကိုရှင်းရှင်းလင်းလင်းဖော်ပြပေးနိုင်တဲ့တစ်ခုတည်းသောနေရာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ယုံကြည်သူတိုင်းကနားမလည်မှုတွေရှိလာတိုင်းမှာဆရာတွေရှိသွားဖို့မဟုတ်ဘဲနဲ့ဖျားသခင်နှုတ်ကပတ်တော်ကိုသွားဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီထဲမှာထည့်ပြီးတော့မှပြောချင်တယ်သတိပေးချင်တယ်။အဲ့တော့နှုတ်ကပတ်တော်ကရှင်းလင်းလင်းရေးထားတယ်။ဆိုတော့နှုတ်ကပတ်တော်ကိုပို့ပြီးတော့မှဖတ်ရှုပါ နော်ဒီတမာချမ်းစာကနေချမ်းသာကြောင်းနေဒီတမာချမ်းစာကနေချမ်းသာဆရာတွေဒီတမာချမ်းစာကနေဝိညာဉ်ရစာဥစာပြီးထွက်လာတာဖြစ်တယ်ပြီးတော့ဒီတမာချမ်းစာကိုလွန်မသွားဘူးလေယေရှုကသတိပေးတယ်ဒါကြောင့်မိုးယုံကြည်သူတွေချမ်းသာကိုတည်တည်ကြာလေ့လာကြည့်မယ်ဆိုရင်ရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်တယ်တပါဒီတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားသခင်ဟာကျွန်တော်တို့ကိုတုံ့တင်มาဖြစ်တယ်။ဘာကြောင့်အဲ့လိုပြောလဲလို့ပြောတဲ့အခါနောက်ထပ်ကျမ်းစာတစ်ပုဒ်မှာပြောရတဲ့အကြောင်းရှိတယ် ခတ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံနဲ့တဲ့ထိုစိတ်ဝိညာဉ်တို့သည်ဘုရားသခင်နဲ့ဆိုင်သည်မဆိုင်သည်ကိုစုံစမ်းကြပါတဲ့ဟောဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်အတွင်းထဲမှာခံစားရတဲ့ဝိညာဉ်တော်ဘုရားအလုံးလုံးတယ်လို့မပြောမိဖို့လိုတယ်တန်ရှင်သောဝိညာဉ်တော်ကတမာတရားကိုရေးသားသလိုတမာတရားကိုသွန်သင်မဲ့သူဖြစ်သလိုတမာတရားအတိုင်းအသင့်ကိုစကားပြောမဲ့သူဖြစ်တယ် အဲ့ဒါကိုတော့လေးလေးနက်နက်သိထားစေချင်တယ်ဒီနေ့ခေတ်မှာဝิญဉ္ဇောဝิญဉ္ဇောလို့ပြောပြီးတော့မှအလွဲသုံးစားလုပ်မှုတွေအများကြီးရှိတယ်ကျွန်တော်အနေနဲ့နာမည်တွေတက်ပြောဖို့မလိုအပ်ပါဘူးနာမည်တွေတက်ပြောစရာအကြောင်းလည်းမရှိဘူးဒါပေမဲ့ဒါကတော့လွဲမှဝิญဉ္ဇောဖျားသခင်ရဲ့နာမတော်ကိုအလွဲသုံးပြီးလောက်သမျှဖြစ်သမျှကိုဝิญဉ္ဇောလို့ခေါင်းစဉ်တက်ပြီးတော့မှအလွန်နဲ့နေတယ်အလွန်နဲ့နေတယ်ဆိုပြီးတော့မှဟာလာကျမ်းစာကိုလွန်ပြောချင်တာပြောနေတယ်ဆိုရဲအရာတွေကိုတော့ ျွန်တော်တို့ရဲ့ယုံကြည်ခြင်းထဲမှာကိုးကွယ်ခြင်းထဲမှာမှားမြင်စေရတဲ့အရာဖြစ်စေမဲ့အရာတွေကိုတော့မထဲမိဖို့ရန်အတွက်ဒီနေ့တန်ရှင်သောဘုညံတော်ပြန်လာတဲ့ကိုရှုပ်ထွေးဖို့ပွေလီရှုပ်ထွေးဖို့အတွက်လာတာမဟုတ်ဘူးသင်ကျွန်တော်အထဲမှာ ပိုင်ဆိုင်သောသူဖျားခင်ထံကရရှိရာကိုသိဖို့ရန်အတွက်ယေရှုခရစ်တော်ရဲ့အကြောင်းကိုသက်သေခံဖို့ရန်အတွက်အစွမ်းနဲ့ဆုကျေးဇူးကိုပေးသနာဖို့ရန်အတွက်လမ်းပြဖို့ရန်အတွက်တမန်တော်ကိုတုံသင်ဖို့ရန်အတွက်ကျွန်တော်တယောက်ချင်းစီတိုင်းမှာရှိနေတာဖြစ်တဲ့အတွက်အခြားတယောက်ထဲကပြောတဲ့ဝိညာဉ်တော်ဖျားဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှလွဲမှားစွာပြောနေတဲ့အရာကိုသင်နဲ့ကျွန်တော်ရှုပ်ထွေးစရာအကြောင်းမရှိအောင်။ဒါကြောင့်လဲဆိုတော့ထိုဝိညာဉ်တော်ဖျားတဲ့ကကျွန်တော်အထဲမှာလည်းရှိတော်ကြောင်ဖြစ်တယ်။ဖျားရှင်တော်မှာပုံကြည့်ပါစေ။မိမိရဲ့အထဲအရာကိုခံယူတတ်ပါစေ။